လုပ်ငန်းတဘောတစ်ခုနဲ့တော့မဟုတ်ဘူးပေါ့ဒီလုံစောက်ချုပ်တဲ့အလုပ်ကိုဝါသနာပါလို့ပဲဒီထဲမှာမြင့်မြတ်နုံနုံစားရတာရရတာဆိုတဲ့စိတ်မျိုးမထားတော့မထားလိုက်တဲ့ပုံမှာတကယ်လည်းပဲဘာမှလည်းမရတော့လူ၁၀ယောက်မှတယောက်စောက်တအုပ်ချုပ်ဖို့ဆိုတာတော်တော်နည်းဝါးတယ်ခုနောက်ပိုင်း တော့တောက်ချုပ်လာဆိုလို့ကြည့်လို့ရှင်တော့ရှင်လေးလုံးအေးခင်းအရင်နေရပေါ့လေအဲ့ကလေးကချုပ်တယ်ဒီအရင်ကတော့ဟိုဘက်ဘရောက်ပန်းစိုးတိုင်းဟိုဘက်ဘရောက်ဖြစ်တဲ့ရခင်က300ဒီလည်းဖေးဆိုင်နားမှာချုပ်တာပေါ့အဲ့ဒီကနေမှကျွန်တော်ဖေးတယောက်ကဒီမှာမျက်မှန်ဒီပါကြီးပြင်နေရောင်းနေလောက်တော့သူကလည်းနည်းနည်းအသက်ကြီးပြီဆိုတော့သူ့တွက်လည်းအပေါ်လူလည်းဆိုတော့အဲ့ဒီအကြောင်းခံလေးနဲ့ကျွန်တော်သူ့ဘီနာလေးမှာလာထွက်တာထွက်ရင်ထွက်ရင်နေပြီးတော့မှကုံတယ်လေရုံအောက်မှာရောက်လာ ရောက်လာပြီးအဲ့ဒီမှာထွက်နေတန်လာနေအခုလိုဒီနေရာလေးကိုတင်မြဲသွားတာပေါ့အဲ့ဒီကုံတယ်ရယုံကြီးမိလောင်သွားပြီးတဲ့နောက်ပိုင်းကျတော့ရွှေပန်ရောက်လာတယ်ရွှေပန်နားမှာလုံနေနေရွှေပန်တစ်ခါဟိုဘက်တိုးပါညာပေါ့သူတို့ပန်ရှိမှာကိုယ်ကကျွန်တော်ရခင်ကျွန်တော်မိန်စာပေရှိတဲ့ဒါသူဝင်နေအကူကြီးတောင်းပြီးတော့သူတို့ရဲ့အရေးကလေးကိုခိုးပြီးတော့ဒီနားမှာလုံနေနှစ်ကနေနဲ့ကြာသွားတာ တတန်းဘယ်လောက်လောက်ရှိပြီလဲဆိုလို့အရင်ရှစ်လေးလုံးအရေးခင်ပြီးကစားနေစပြီဒီနေ့တည်တည်ပေါ့ဒီလောက်ကိုလောက်ကိုရီးနဲ့အရင်တော့တွဲဘက်လောက်လာတယ်မိတ်ဆွေပေါင်းတဲ့တင်ကားတွေရောရှိတာပေါ့သူတို့ကတော့ဘယ်လိုပြောမလဲဆိုလို့ချင်းဒီစာပေနဲ့ပတ်သက်တဲ့အလုပ်ကိုမျက်မျက်နုံနုံနေပါတဲ့အတွက်သူတို့ကစိတ်မလုံချင်ကြမလုံချင်တော့သူတို့ကတခြားအလုပ်တွေဖွဲလုပ်ဖို့တူတူသူခတ်သွားကြကျွန်တော်လည်းသူတို့ခေါ်ပါတယ်ညနေတခြားအလုပ်ကလေးလုပ်မယ်ဆိုရင်တရက်ကိုဟလား အနည်းဆုံးအဲ့ဒီတို့တို့ခေါ်တဲ့အချိန်မှာဆိုရင်တရက်ကို2000 3000လောက်ကပြင်းမလို့ဘူးရတယ်ခက်လက်ကောင်းသေးတာဘူးရတယ်ပေါ့ရတယ်ဆိုတော့မမြန်လေးနဲ့ဘာမစုံနေနဲ့အထိုင်ကြသွားမယ်ပေါ့အဆင်ပြေသွားမယ်ဆိုပြီးတို့ကအကြံပေးပြီးခေါ်ကျွန်တော်ကတော့ဒီမှာလောက်တဲ့တတန်းမှာစာအုပ်ထုတ်တာကတော့ပူဝါဒနာပါလို့ဒီပိုင်းပေါ့နောက်ဒီပိုင်းကဒီမှာစာအုပ်ထုတ်နေတဲ့လမ်းနဲ့စာအုပ်တန်းဖြစ်နေတဲ့အပေါ်မှာစာအုပ်တွေလိုက်ပြီးတော့ငင်းရင်တွေးရင်ကြည့်ရင်ねဟိုက စာအုပ်ဖတ်ကျင်တဲ့စိတ်တွေဖြစ်လာပြီးတော့စာအုပ်တွေယူဖတ်ရင်ဖတ်ရင်ဖတ်ရင်စာအုပ်ပတ်တဲ့ဝါသနာပါပါလာပါလာတော့ဒီမှာညှိပြီးတော့ကြံခဲ့လုပ်ငန်းသဘောတစ်ခုနဲ့တော့မဟုတ်ဘူးပေါ့ဒီလုံစာအုပ်ချုပ်တဲ့အလုပ်ကိုဝါသနာပါလို့ပဲဒီထဲမှာမြင်းမြတ်နုံနုံစားရတာရရတာဆိုရဲစိတ်မျိုးမထားတော့မထားလိုက်တဲ့ပုံမှာတကယ်လည်းပဲဘာမှလည်းမရတော့လူ၁၀ယောက်မှတယောက်စာအုပ်တအုပ်ချုပ်ဖို့ဆိုတာတော်တော်နေဝါးတယ်ခုနောက်ပိုင်း အခုဆိုလို့ချင်းလည်းစာအုပ်စာပေတွေလည်းဈေးတက်သွားတယ်စကူဈေးတက်ပါတယ်တက်နေဆိုတော့စာအုပ်တုပ်တုပ်ကတောင်းကျော်မမဟုတ်တဲ့ဖတ်ပြီးလွတ်ပြစ်လိုက်ရတဲ့ဝိဓုရီယာအစ9000 8000 1000လောက်ဖြစ်သွားတော့အဲ့လူတွေကနောက်တစ်ခေါက်ပြန်အဲ့ဒါကိုချုပ်ပြီးတော့ပစံအကုန်ခံမှုအတွက်တကူတကလာပြီးချုပ်မနေတော့အလောက်ဒီခေါင်ဝါတယ်လောက်ကပါသွားတယ်တခုရှိတာဘာလဲဆိုလို့ချင်းတနေရာထဲမှာဆွဲဆွဲမြဲမြဲနဲ့ဒီဇိုက်တမိုက်ဒီအလုပ်ကိုလုပ်နေတဲ့အတွက် အခုလိုကိုတို့လိုမီဒီယာတွေဘာတင်ညာတွေကတွိုင်းလာရင်းနဲ့တွေ့တာရှိတယ်လို့မျိုးယုံသူယုံသားဝန်တန်းတွေကလည်းတွေ့တော့သူတို့ယုံနေမှာအလုပ်တွေပဲရှိရင်အခုခေါ်ပြီးတော့မှသူတို့ယုံရဲ့စာဥစာစာရက်စာတန်းတွေအားလုံးထုတ်ဖို့ပြုဖို့သူတို့ခေါ်ပြီးတော့မှလုတ်ခိုင်းတယ်ပေးတယ်ငွေပေးကြသလောက်လည်းပေးတယ်အလုတ်ခိုင်းတယ်ဆိုတော့ဒီနားမှာလည်းယုံကလည်းယုံနေပါတယ်ကနည်းနည်းရှိသေးတယ်ကိုမှနည်းနည်းလေးဘယ်လိုပြောမလဲဆိုအတက်ရှူလို့ရရင်တော့ပဲတကယ်တော့မလောက်ပါဘူး အခုထင်နေတည်းရတော့ဒီလိုပဲလိမ်ပဲလိမ်ပဲနဲ့တွားနေတာပဲအလုတ်ဖြစ်တဲ့အခါဖြစ်တယ်မဖြစ်တဲ့အခါမဖြစ်ဘူးဆိုတော့အလုတ်ဖြစ်တဲ့အခါမှာကျတော့ကိုမိသားစုအင်းရလူတွေနဲ့စားဖို့တောက်ဖို့လုံလောက်ရုံလောက်ပဲအဲမဖြစ်တဲ့အခါလဲကြလဲကြရောရှိပောင်းငါစားပြီးတော့ဘယ်လိုမျိုးတောက်ခံနေနေရအချိန်ကြီးတော့အဲ့လို